ကမ္ဘာပေါ်မှာနိုင်ငံနှဲငယ်ကသာနိုင်ငံတစ်ခုလုံးရဲ့နိုင်ငံရေးစီးပွားရေးနဲ့ကမ္ဘာဆက်ဆံရေးကိုမြောက်ကအရေးတစ်မျိုးကလုံးလုံးရရလွှမ်းမိုးထားတာမျိုးရှိပါတယ်။အဲ့ဒီနိုင်ငံတွေထဲမှာအီရန်ထိတ်ဆုံးကပါဝင်ပါတယ်။အီရန်ကရေနံအရန်ပမာဏကမ္ဘာစရုပ်ထအဆင့်မှာရှိတယ်လို့သဘာဝတန်ခွင့်ကတော့ဒုတိယအဆင့်မှာရှိပါတယ်။ဒါဟာအီရန်ကို OBEC လို့ခေါ်တဲ့ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့မှာအဓိကတော့ချက်ဖြစ်စေပြီးတော့ ကမ္ဘာအင်အားကြီးနိုင်ငံတွေကပါစိတ်ဝင်စားနေရတဲ့အကြောင်းရင်းပါပဲအဲ့တော့ဒီအနေနဲ့ကဘယ်ကနေဘလို့ပေါ်ပေါက်လာတာလဲဘူမိပိဒါကအီရန်ကိုကန်ကောင်းစေခဲ့တာလားဒါမှမဟုတ်ဒီကြောဝမှုနောက်ကွယ်မှာကြောက်မက်ဖွယ်ကောင်းတဲ့သမိုင်းနဲ့နိုင်ငံရေးပြိပခတွေရှိနေသလားအီရန်နိုင်ငံရင်းနှံပေါ်ရခြင်းရဲ့ဖြေကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကမ္ဘာမြေမျက်နှာပြင်လှုပ်ရှားမှုတွေကြောင့်ပါပဲအီရန်ဟာပါရှန်ပင်လယ်ကွင်းပင်လယ်အောက်ခံ အနေနဲ့ဝမ်းရဲ့အလဲပေါ်မှာတရှိပါတယ်အဲ့တော့လွန်ခဲ့တဲ့နှစ်သန်း30က150ကျားမှာဒီဒေသပူနွေးတဲ့ပင်လယ်အောက်မှာတရှိခဲ့ပါတယ်ဆုံရှုံသေဆုံးပြီးတဲ့နောက်မှာရှုံမြေနဲ့အနေနှစ်တွေအောက်မှာနှစ်ပေါင်းများစွာမြုပ်နှံခြင်းတို့ကခံခဲ့ရပါတယ်အပူချိန်နဲ့ဖိအားတွေမြင်မာလာတဲ့အခါမှာအဲ့ဒီ organic drop down တွေရေနံနဲ့သဘောဓာတ်ငွေဖြစ်ကိုပြောင်းလဲသွားပါတယ်ဤရန်အနောက်တောင်ပိုင်းမှာရှိတဲ့ Sagos Fort and Thus Bay လို့ခေါ်တဲ့တောင်တန်းကြီးတွေကရေနံတွေထောင်ချောက်မိဖို့အတွက်လုံးဝပြီးပြည့်စုံတဲ့ပုံသဏ္ဍာန်ကိုဖန်တီးပေးခဲ့ပါတယ်။ကမ္ဘာမြေလောကနှစ်ခုတိုက်မိပြီးတော့တောင်တန်းတွေဖြစ်လာတဲ့အခါမှာရေနံအောင်ဖုံးထားတဲ့ကြောက်သားလွာတွေကိုဖန်တီးပေးလိုက်ပါတယ်။ဒါကြောင့်ရေနံတွေမြောက်မှာအများအပြားတူလောင်းနေနိုင်တာပဲဖြစ်ပါတယ်။အီရန်သမိုင်းကိုရေနံက1908ခုနှစ်မှာစတင်ပြောင်းလဲခဲ့ပါတယ်။ဒီနောက်မှာတော့ Anglo-Persian Wine Company ကိုဖွဲ့စည်းပြီးတော့ အီရန်ရင်နဲ့အများစုကိုနိုင်ငံခြားကထိန်းချုပ်ပြီးတော့စတင်ထုတ်ယူခဲ့ပါတယ်။ဒီချင်းအစပြီးတော့အီရန်ကိုပိုင်တရားစံတာတွေကိုကိုယ်တိုင်အသုံးမချနိုင်မဲ့နိုင်ငံခြားတိုင်းပြည်တွေရဲ့အကျိုးစီးပွားအတွက်အသုံးချခံဘဝကိုရောက်ခဲ့ပါတယ်။အီရန်ပြည်သူတွေကဒီလိုနိုင်ငံခြားသားတွေရဲ့ချုပ်ကန်မှုကိုခံကျင်းသိမရှိခဲ့ပါဘူး။တောင်ကောက50ခုနှစ်မှာဝင်းကျူမိုဟာမက်မိုဆက်ဒက်ကရေနံလုံငန်းအားလုံးကိုနိုင်ငံပိုင်အဖြစ်ကျင်ညာလိုက်ပြီးတော့ရေနံရဲ့အကျိုးမြတ်အားလုံး အီရန်အတွက်ဖြစ်လာမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကြောင့်ဗြိတိန်နဲ့အမေရိကန်တို့ကစီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးတော့1953ခုနှစ်မှာအာဏာသိမ်းမှုတခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီအာဏာသိမ်းမှုကနေပြီးတော့မိုဆာဒက်ကိုရာထူးကနေဖယ်ရှားခဲ့ပါတယ်။ဒီဖြစ်ရာအီရန်နိုင်ငံရဲ့နောက်ပိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေအဓိကအစဖြစ်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့အီရန်ကကမ္ဘာရေနံဈေးကွက်မှာ OBC ဘုံဝင်နေတဲ့အရေးပါတဲ့ခန်းကဏ္ဍတွေပေါင်ဝင်နေသေးပဲဖြစ်ပါတယ်။ဒါပေမဲ့အီရန်က အမေရိကန်ဦးဆောင်တဲ့နိုင်ငံကပိတ်ဆို့မှုတွေကြောင့်ရေနံတင်ဖို့ရောင်းချမှုကိုရှော့ချနေရတဲ့အကြီးအမားဆုံးသောစိန်ခေါ်မှုကိုရင်ဆိုင်နေရပါတယ်။ဒီပိတ်ဆို့မှုတွေကအီရန်ရဲ့စီးပွားရေးကိုဆက်လက်ထိခိုက်စေပြီးတော့ရေနံရဲ့ဝင်ငွေပေါ်မိခိုးနေရတဲ့အီရန်ဆိုရအတွက်ကြီးမားတဲ့ပြည်အားတစ်ခုဖြစ်နေပါတယ်။အဲတော့အီရန်ရဲ့ရေနံကျွေးဝမှုဟာအီရန်ပြည်သူတွေအတွက်ကံကြမ္မာကောင်းဖြစ်လာမလား။ဒါမှမဟုတ်နိုင်ငံရေးပဋိပက္ခတွေရဲ့အရေးကြီးဖြစ်နေအောင်မလားဆိုတာကိုစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။ဟုတ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။